ဘန်နိုဂျာနဲ့ရှင်လိုက်ရင်ဘန်ကအမှုပါသေးတယ်လို့ဆိုလာတယ်ဒိန်းတော်မတ်မကြာခင်မြင်တွေ့သွားရောမယ်ချန်ပီယံလောင်းတရားရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးဝေဖန်မှုတွေသုံးသက်ချက်တွေအားစတိုက်ဆိုလို့ထပ်ပေါ်နေကြတာကိုမြင်တွေ့နေကြတာဖြစ်ပြီးအားလုံးကလည်း24နှစ်တာတာချင်းဖိုက်တာလေးရဲ့ပွဲကိုအထူးအားယူဆိုင်နေကြတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ဒီဖိုက်တာလေးဟာ USC ရဲ့ Attack on 21အတွင်းကိုဝင်လာခဲ့တာကလည်းမကြသေးလို့ သူကအာရှနယ်ပါဖိုင်တာလေးတယောက်လည်းဖြစ်နေခဲ့တဲ့အတွက်ကြောင့်ပါပဲ။နောက်ပြီးမြန်မာနိုင်ငံသားတယောက်ဆိုရင်အတိတ်ကအများသူငယ်အောင်ဆိုင်ချင်းကိုအထူးရရှိနေခဲ့တာဖြစ်ပါတယ်။ဘန်ဒိုဂျာဆိုတာကဂျိုရှော့ဘန်တယောက်ချင်းတောင်နှင်းပေါ်မှာပြေးလွှားဆော့ကစားနေတဲ့အချိန်လို့ပြောရမလား။ဟိုပြေးတီပြေးနဲ့လူမန်ကလေးတယောက်ရဲ့လော့ကဒန်ကိုရင်ဆိုင်အန်တုနေရတဲ့အချိန်မှာ professional fighter ဖြစ်ကျိုးဝိုင်းနေတဲ့မှာပြန်ဝဲတွေကိုရှင်ပြိုင်ထိုးစက်နေခဲ့တဲ့သူဖြစ်ပါတယ်။ပြောမယ်ဆိုရင်တွင်းကြုံတဲ့တဘာဟာဘလောက်ထိကွာနေလဲဆိုတာအသက်ရွယ်နေမဟုတ်ဘဲနဲ့အမေရိကန်လိုနိုင်ငံမျိုးမှာပြောနေချင်းတောင်နှင်းနေပေါ်မှာပြေးလွှားနေတဲ့အချိန်မှာ ဘန်ဒိုဂျာကဖိုင်တာဘွားကိုခြေလှမ်းနေစတင်ရှောင်းလန်းနေကြတာပါအဲ့လိုဖိုင်တာတွေရဲ့ထိလိုက်တွေ့ဆုံမှုကိုဘလိုလိုတွေကအစိမ့်ဝင်စားပဲနေနိုင်ကြမှာမဟုတ်သလိုချင်းဖိုင်တာလေးရဲ့နေချင်းကြခြင်းအောင်မြင်လာခဲ့ပြီး USC ဂျိုးဝိုင်းထံမှာချန်ပီယံခပ်ဆိုင်ခေါ်ဝင်ရလာခဲ့တဲ့ပုံမှာလည်းအားလုံးကအားအသိနေခဲ့ကြသလိုဘာစင်းတွေစားပြီးခုလိုအောင်မြင်လာခဲ့တာလည်းဆိုတဲ့အတွင်းနဲ့စိတ်ဝင်စားနေခဲ့ကြတာပါ တကယ်နှစ်လောက်ကမှာ UFC ပြိုင်ပွဲတွေကိုဝင်ရောက်ရှင်ပြိုင်ကဲကြတဲ့ Chef Fighter တွေဟာနှစ်နှစ်ဆိုနှစ်နှစ်ဆိုတော့မနာရန်ကြိုးစားအားထုတ်ပြီးသူတို့ချင်းတဲ့ပန်းတိုင်းစီကိုရောက်အောင်ရှောင်လန်းနေကြတာကိုမြင်တွေ့နေကြရပါမယ်။ MMA ပြိုင်ပွဲတွေနဲ့ပတ်သက်ရင်မားရီယာမညံဘူးဆိုတာကိုချင်းသားကြီးအောင်လန်းအန်ဆန်းကလည်းတတိပြထားခဲ့ပြီးသားဖြစ်တယ်လို့ခုလေ Joshua Bay ဆိုတဲ့ Chef Fighter တွေကနှစ်နှစ်အတွင်း Champion Cup ဆင်ကော်ဝင်ရလာတဲ့အထိပြည့်ရဆောင်းဆောင်ရည်ကိုပြသနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ပွဲကြီးအတွက်ရောပန်းတို့ချတော့မများသေးဘူးဆိုပေမယ့်အဖြစ်ကြောင့်ဆိုတာပွဲများကြီးထိုးရမှာမဟုတ်ဘဲနဲ့၃ပွဲ၄ပွဲတော့ရှင်ပြိုင်ဝင်ရုံနဲ့ယူတက်ရင်ပညာဆိုတာရပြီးသားဖြစ်တယ်လို့ဆိုရမှာပါ။ ချန်ပီယံကပတ်လူပွဲတွေချန်ပီယံကပတ်စင်ကော်ပွဲတွေဆိုတော့ဂျိုရှောဘန်အတွက်စိန်တက်တက်လို့ထင်ကောင်းထင်နေကြပါလိမ့်မယ်။တကယ်တော့ချင်းဖိုင်တာလေးက USC ကိုမြောက်ခင် Fury FC မှာရှင်ပြိုင်ခဲ့တဲ့အချိန်ကလေးကချန်ပီယံကပတ်ကိုကိုင်းမြောင်ထားခဲ့မှုတဲ့လက်ငယ်ဖိုင်တာလေးတစ်ယောက်လည်းဖြစ်ပါရင် UFC Fighter ဘွားကို2023ခုနှစ်ရဲ့နှစ်ဝက်လောက်မှာစတင်ခဲ့တဲ့ Joshua Ban ရဲ့2025ရဲ့နှစ်ကုန်ပိုင်းမှာတော့ Champion Cup အဆင့်ကိုဝင်ရရှိလာခဲ့တဲ့အထိစွမ်းဆောင်ရည်ကောင်းတွေကိုပြသထားနိုင်ခဲ့သူတွေဖြစ်ပါရင် UFC Fighter ဘွားမှာပိုးပွဲအထိရှင်ပြန်ထိုးတက်ခဲ့ပြီးမမဲရချားလက်ဂျွန်စင်တယောက်တည်းကိုသာရှုံးပေးထားခဲ့တာပါအလဲထုံနဲ့ရှုံးပေးခဲ့ရတယ်ဆိုပေမဲ့လက်ရည်နဲ့စွမ်းဆောင်ရည်ဘက်မှာတော့ချင်းဖိုင်တာလေးဟာအကောင်းဆုံးရှင်ပြိုင်နိုင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပြီးအတွေ့အကြုံနဲ့တဘာနုနဲ့တည်တဲ့အတွက်မထင်မပင်းအလဲထုံနဲ့ရှုံးပေးသွားခဲ့တာဖြစ်ပါတယ်။အဲပွဲစဉ်တွေမှာတိုင်ကင်ကလေးကတဖြည်းဖြည်းနဲ့မြန်မာပရိသတ်တွေရဲ့ အားပေးဝင်ရင်ဒီကိုခင်ခဲ့ရတဲ့ဂျိုရှာဘန်ကအခုဆိုရင်ပြိတ္တပောင်းများစွာရဲ့အားပေးမှုကိုရရှိနေခဲ့ပြီလည်းဖြစ်ပါတယ်။လက်ရှိဘန်ရှင်မြိုင်ထိုးတက်မဲ့ဘန်တို့ကြားကတော့ Professional Fighter ဘွား MMA ပွဲပေါင်း35ပွဲတိရှင်မြိုင်ထိုးတက်ခဲ့ပြီး30နိုင်5ပွဲရှုံးဆိုတဲ့မှတ်တမ်းကိုပိုင်းဆိုင်ထားလို့ UFC မှာတော့30ပွဲထိုး14ပွဲနိုင်3ပွဲရှုံးဆိုတဲ့မှတ်တမ်းကိုပိုင်းဆိုင်ထားခဲ့တာပါ။ ရုရှားနဲ့ဘန်ဒူဂျာရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီး USA ပွဲတွေကိုအထက်ကန်တိုးဝိုင်းပြီးမှဝေဖန်သုံးသပ်လို့ရှိတဲ့ဒိန်းတော်မတ်ကဘန်ဒူဂျာကသူတားရဲနဲ့နိုင်ငံရေးရဲ့လို့ကျွန်တော်မပြောနိုင်ဘူးဒါပေမဲ့ထိုးတဲ့ပုံစံအားဖြင့်ကြည့်မယ်ဆိုရင်တော့သူ့မှာနေရာတိုင်းအားသာချက်တွေရှိသလိုကိုင်ကာရာဖရန့်ဒုံကလိုသူတားရဲနဲ့နိုင်ငံသွားနိုင်ပါတယ်ဒီဘက်ကအဲ့တိုင်းဖြစ်လာနိုင်ကြေများပါတယ် ခြေတောင်းတွေကိုဟန်ပြလို့မယ်ပြီးမှတကယ်ဝင်လုံးမယ်အဲ့လိုမှမဟုတ်ရင်လည်းနည်းနည်းလေးရှင်ထိုးပြီးမှဝင်လုံးနေချာမှာပါကျွန်တော်အဲ့လိုပြောလို့ဘဲဘာဘာလေးစောင်းမှုရှိတာမဟုတ်ပါဘူးသူကကျွန်တော်သဘောကျတဲ့ fighter တွေကကြောက်ပါတို့ပြည်တီတန်းအောင်ပန်တို့ကြောက်ရှင်နိုင်တဲ့ level မျိုးမျိုးအောင်သိပို့လို့လည်းချင်ပါတယ်ဒီလောကမှာရှင်နေလာတာငါးနေပဲရှိသေးတာမို့နည်းနည်းလေးလိုသေးတယ်လို့မြင်ပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်